အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေဒီနေ့မှပရိသတ်တွေကိုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကစာရေးသူ AGB ရေးသားထားတဲ့ရင်းဝတ်တကားဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်း73 73ပိုင်းပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုတော့ကျမဆုလိုက်ရတင်ဆက်ပေးသွားမှာပါ။ဖြစ်ချင်တာတော့သူပြောနေတဲ့မိခင်ကြီးကိုကြည့်ပြီးတော့ကြည်သာဟန်စိတ်တွေမောလာရတယ်။အမေတို့စီကိုကျွန်တော်လိုက်ခဲ့ပြီပဲထားပါတော့။ကျွန်တော်ကိုဘသူကကူညီပေးမှလဲမင်း။ကြီးကြီးထားကိုခိုင်းမလို့လား။အိမ်မှာအခန်းသုံးခန်းပဲရှိတာမို့ အခုခေါ်ရင်လည်းနေဖို့နေရာမရှိဘူး။အဲ့ဒါတွေအတွက်ဘသူလုပ်ပေးမှလဲမေး။ကျွန်တော်ကတန့်စင်ကန်သွားဖို့တော့ဘေးမှာလူတယောက်ရှိနေမှဖြစ်မဲ့အခြေအနေပါ။ပြီးတော့ဒီပုံစံကြီးနဲ့တော့အိမ်ကန်းကျင်းလေးထဲမှာမနေချင်ဘူး။ဒီလောက်တော့ကျွန်တော်နားလေပေးပါမေး။အခုလေးချင်ငယ်လောက်ရမယ့်အချိန်ရောက်နေပြီမေး။အမေတို့နားချင်လဲနားပါ။ပြန်ချင်လဲပြန်ပါ။ကျွန်တော်လေးချင်ငယ်သွားလုပ်လိုက်အောင်မယ်နော်။ကြည်သာဟန်ပြောပြီးတာနဲ့ချန်ဆောင်ကြီးဥတုမောင်လှမ်းခေါ်လိုက်တယ်။ ကြည်သားဟဲ့မင်းတော့နော်ငါအပေါ်မပြောချင်ဘူးမင်းတို့တပည့်အချိန်ပေးမယ်နောက်တပည့်ကျရင်အိမ်ပြန်လိုက်ဖို့ပြင်ဆင်ထားလိုက်ကြားလားအန်ဒီတို့ပြန်ကြမယ်တမီးတွေသားဖြစ်သူကိုမကြည်မနဲ့ပြောလိုက်ပြီးတော့ဒေါ်သင်းသင်းသာဟာပြန်မှုနေရာမှာထားလိုက်ပါတယ်သားငယ်ကိုကြည့်ရတာသိပြီးကြန့်ခိုင်နေမဟုတ်လားတမီးတွေရင်မတော်တဆများသူ့ချီတော့တွေပြန်ကောင်းမလာခဲ့တော့ဘဝကိုစိတ်တက်မကြပဲဘလို့နေထိုင်ရမယ်ဘာလို့တွေလုပ်ရမယ်ဆိုတော့စဉ်းစားထားပြီးသားတယ်လေ ကိုသားမို့ပြောတာမဟုတ်ဘူးတိတ်ကိုတော်ရခလေးပါကွယ်ဒါပေမဲ့သိကြပါတယ်ဒီစိတ်တက်နေဆိုရင် သားငယ်ကမကြခင်ပြန်ကောင်းလာလိမ့်မယ်သမီးလည်းအဲ့လိုပဲထင်တာမဟုတ်လားဒေါ်တင်းတင်းသာဟာနှွေးစံနာကိုပြောလိုက်ရင်မှအကဲခတ်လိုက်တယ်ဟုတ် ဟုတ်ကဲ့ပါအန်တီကြည်သာပြောသလိုပါပဲ90 90ပဲပေါ့တချို့ယာရီကစီးပညာနဲ့ဆိုင်တယ်လို့တချို့ယာရီကြတော့လေစိတ်နဲ့ဆိုင်သွားတယ်လေဒါပေါ်သမီးရဲ့သားငယ်ကလေသူ့ရဲ့ကြန့်ခိုင်တဲ့စိတ်ဓာတ်ကြောင့် လူကောင်းပကတိပြန်ဖြစ်လာမေးဆိုတော့အန်တီယုံကြည်နေဒါနဲ့ဟိုဟာမအကြောင်းကိုလည်းမပြောကြည်ရတာပြေးပြီထင်းနေတားငေကတော့အကြောင်းမကြားပဲနေမှာမဟုတ်ဘူးတားငေရဲ့ပုံစံကိုတွေ့တယ်မဟုတ်လားသမီးကိုလည်းစိတ်ဆိုးစိတ်တုန်နေပုံလည်းမရတော့ဘူးတားငေရဲ့စိတ်တွေပုံမဲ့ပြန်ဖြစ်သွားပြီထင်းနေဒီချိန်ကသမီးအတွက်အခွင့်အရေးကောင်းပဲနော်သမီးဒီအခွင့်အရေးကိုအမိရယူပြီးတော့မင်္ဂလာပွဲကိုပါကျင်းပနိုင်အောင်ကြိုးစားရမယ်ဒေါ်တင်သိန်းသာရဲ့စကားကြောင့်လူစန္နာဟာကောင်းမောင်းနေမှာ ဒေါ်တင်တင်းသာဘက်ကိုတစ်ချက်လောက်ငေးဆောင်ကြည့်လိုက်ပြီးတပြင်းကိုချလိုက်ပါတယ်။နှွေးတောင်းမှမာရင်တော့အန်တီကြည်သားနဲ့ပတ်သက်ပြီးတော့နှွေးဘက်ကလည်းကြိုးစားတင်တဲ့လောက်ကြိုးစားခဲ့ပြီးပြီမို့လက်လျှော့ခဲ့လိုက်တာကြာပါပြီအန်တီရဲ့အလားကောင်းပေမဲ့အခါနှောင်းသွားခဲ့ပြီလို့ပဲပြောရမလား။နှွေးကနိုင်ငံသားမှပညာသွားတယ်မို့စီစဉ်ပြီးသွားပြီလေ။အဖေတို့ကလည်းနှွေးရဲ့ဆုံးဖြတ်ချက်ကိုလိုက်ရောပြီးတော့အားလုံးစီစဉ်ပေးပြီးပါပြီ။အုတ်ကွယ်တမီးရဲ့ဘာလို့လွယ်လွယ်နဲ့လက်လျှော့လိုက်ရတာလဲ။ အန်တီပြောထားတယ်လေကန်တရားဆိုတာရှိပါသေးတယ်လို့အခုချိန်မှာကန်တရားကကိုယ့်ဘက်ပါနေပြီလေကွယ်ဘာလို့လက်လျှော့လိုက်ရမှာလဲကန်တရားကနောက်ကျသွားပါပြီအန်တီရဲ့ပြီးတော့ကို့အပေါ်တန်ရောစီမရှိတဲ့ယောက်ျားတယောက်နဲ့လက်တွဲဖို့လေနှွေးမှာယုံကြည်ချက်မရှိပါဘူးအခုလိုခြေနေမျိုးနဲ့ဆိုရင်အိမ်ကလည်းလက်ခံတော့မှာမဟုတ်ဘူးလေနှွေးအနေနဲ့လေကို့ကိုမချစ်ပဲနဲ့ကို့ကိုအတုံးချခြင်းုံတသက်နဲ့လက်တွဲမဲ့လူမျိုးလက်မခံနိုင်ပါဘူးအန်တီ ဘယ်တော့ပြန်ကောင်းလာမယ်မသိတဲ့မျောလင်းချက်ကြီးကိုလေအယုံကြည်မရှိပါဘူးဒီအခြေအနေနဲ့တော့မဖြစ်ပါဘူးအန်တီဖဲ့ဘယ်လိုပြောလိုက်တယ်သမီးနွေသမီးနွေပြောပုံကဒုက္ခိတလိုဖြစ်နေတဲ့သားငယ်ကိုလက်မခံနိုင်ဘူးလို့ပြောလိုက်တာလားဟုတ်လားမင်းတော်တော်အပြောင်းလဲပြန်ပါလားကွယ်မင်းပြောတော့သားငယ်ဘလို့အခြေအနေမျိုးပဲရောက်နေပါစေသားငယ်ပေါ်မှာမြစ်တောင်မပြတ်ပါဘူးဆိုအခုတော့ဘလို့ဖြစ်ရတာလဲဒုက္ခိတမို့လက်မခံနိုင်တော့ဘူးလေလားမင်းရဲ့စိတ်ကတော်တော်ကိုကြောက်စရာကောင်းပါလားဟင် တော်တင်းတင်းသာဟာနှွေးစင်နာစီမှကြားလဲရတဲ့စကားတွေကြောင့်မခံမရနိုင်လောက်ဒေါသထွက်သွားရပြီးတော့စိတ်မထိန်နိုင်ပဲရန်စကားပြောလိုက်ပါတယ်။နှွေးဘက်ကလည်းစဉ်းစားကြည့်ပေးပါဦးလားအန်တီရဲ့။ဒါမှမဟုတ်ရင်လေနှွေးရဲ့မိဘတွေနေရာကနေကိုချင်းစာကြည့်ပေးပါဦးလား။ကြည်တော်ဟဲ့နေရာမှာနှွေးသာဒုက္ခိတာဖြစ်သွားရင်ရောအန်တီအနေနဲ့လက်ခံနိုင်ပါလားပြောပါဦး။အန်တီတောင်းအောက်ပိုင်းတည်နေတဲ့သူနဲ့ပေးစားပါလားရှင်။အရာရောတစ်ဖက်သက်ပဲမစင်းစားပါနဲ့အန်တီရဲ့။မင်း မင်းတော်လိုက်တော့နှွေးစံတာမင်းလိုစိတ်မတည်ငြိမ်တဲ့သူမျိုးနဲ့လေငါတော့သဘောမတူဘူးဆိုတာတိထားလိုက်ပါအခုချက်ချင်းကားကိုရက်လိုက်ပါနှွေးစံတာမင်းရဲ့ကားနဲ့ဆက်လိုက်ဖို့စံတော့မရှိတော့ဘူးဒီနေရာကရန်ကုန်မြို့ရဲမဟုတ်ဘူးနော်အန်တီအန်တီပြန်ဖို့ခက်ခဲလိမ့်မယ်နှွေးကခေါ်လာခဲ့တာမို့လို့အိမ်အထိနှွေးပြန်လိုက်ပို့ပေးပါမယ်မလို့ပါဘူးဟိုမှမြင်လားလိုင်းကားတွေသွားနေတာမင်းကားတစ်စီးပဲဒီလမ်းပေါ်မှာသွားနေတာမဟုတ်ဘူးအေးကားမရှိရင်လေလမ်းလျှောက်ပြီးပြန်ပြစ်လိုက်မယ်မင်းရဲ့ကားတော့ ဆက်ပြီးစီးသွားဖို့စိတ်ကူးမရှိတော့မင်းလဲနောက်နောက်ငါအိမ်မကူချိဥတော်မလှဲ့ပါနဲ့မင်းလုံဟာမမျိုးထက်သားတဲ့မိန်းမနဲ့ငါတော့ပေးစားနိုင်တယ်သိရလားဒေါ်တင်းတင်းသာဟာနှွေးဆန်နောက်ဒေါ်သာတကြီးပြောဆိုလိုက်ပြီးတဲ့နောက်ကားပေါ်မှာဆင်းလိုက်ပြီးတော့ကားတကားကိုခကြမ်းကြမ်းပဲဆွဲပိတ်လိုက်ပါတယ်အဖဥထုနိုင်သမီးဖြစ်သူမဲ့သိညာချူသည်ဥယျံနိုင်ဆိုတိတ်ဆုံးရကြအမှုတွေသက်ဆိုင်မှုမရှိသောကြောင့်အမှုမှတရက်တည်းလှုပ်ပေးလိုက်သည် တရားသူကြီးအမိန့်ချမှတ်တမ်းအဆုံးမှာဒေါခင်ချုံဝင်းနေဦးထူးနိုင်တို့မှာမျက်လုံးအိမ်မှာညည်ရီပေါက်ကြီးတွေကျလာတဲ့အထိဝမ်းမြောက်ပျော်ရွှင်ကြရပါတယ်။သိညာချုံမှာလေဝမ်းသာပျော်ရွှင်လုံးလို့ထိုင်နေလျက်ကပဲမျက်နှာကိုအုံလျက်တသိမ့်သိမ့်ရှိုက်ပြီးတော့ငိုနေတယ်။ဒီမြင်ကွင်းကိုကြည့်ပြီးတော့လဲဝါချိုရင်မှာအတိုင်းမသိဝမ်းမြောက်ပျော်ရွှင်မိပါတယ်။မြမဖြစ်သူအတွက်လဲဝါချိုကြိုးစားပေးခဲ့သမျှအကောင်းဆုံးအခြေအနေကိုရောက်ရှိလာခဲ့တာကြောင့်ကျင်းနဲ့ပျော်ရွှင်မိသလို ိမတွေပျော်ရွှင်ဝမ်းမြောက်နေကြတော့ညီရတာချောင်းလေးကျင်းနဲ့ပျော်ရွှင်ရပါတယ်။မင်းတို့ဒီမှာမထမ်းနိုင်တော့ဘူးတောင်းငယ်။ဘယ်နိုင်ငံမှာသွားခုခြင်းလဲ။အမေမှာရှိသမျှတွေအကုန်ရောင်းပြီးစေးကူဝေးမယ်။မင်းတို့အထင်သေးနေကြတဲ့ဟာတွေအားလုံးကောင်းကောင်းလက်စားပြန်ချေပြမယ်။ငါတောင်းဒီနို့ထက်တားရတဲ့သူနဲ့ပေးစားပြမယ်။တိုက်ခန်းကိုပြန်ရောင်းဖို့လေပွဲစားတွေလက်ထက်အပ်ပြီးသွားပြီ။ပြန်သွားပြီးတော့ရက်သိမ့်မကြခင်မှာပဲပြန်ရောက်ချလာခဲ့ပြီးဒေါသတကြီးနဲ့ပြောဆိုနေတဲ့မိခင်ကြီးကိုជីတာဟန်ဟာ ဘလို့နှစ်သိမ့်ရမယ်တော့မသိတော့ပါဘူး။နေပါဦးမေရေရုတ်တရက်ကြီးဘာတွေဖြစ်လာတာလဲ။ကျွန်တော်ကျမ်းမာရင်လည်းပတ်သက်ပြီးတော့ကိုကိုကြီးကမရှင်းပြဘူးလား။ပြပမှာသွားကြည့်တိုးတက်မှုရှိကောင်းရှိနိုင်တာမှန်မိမယ်။ကုံကြစည်းကမှန်းထားတာထက်သုံးလေးစာပိုတွက်ထားရမှာလေ။ကျွန်တော်တယောက်တည်းသွားလို့လေရတာမှမဟုတ်တာ။အဖေတယောက်အတွက်ကုံကြငွေပါထည့်ပေါင်းလိုက်။ငွေကိုနောက်ကနေအပုံလိုက်ရှာပေးနေနိုင်မှဖြစ်ပါမယ်။ဒါနဲ့နှွေးစံတာနဲ့ဘာဖြစ်လာခဲ့လို့လဲ။ကြည်ရတာမင်္ဂလာကိစ္စအောင် လွိဆန္ဒညင်းလိုက်တာထင်တယ်ဟုတ်တယ်မလားမေအခုတော့သူ့ရဲ့စိတ်ရင်းမှန်ကိုသိသွားပြီမဟုတ်လားမေကျွန်တော်တွေ့လေသူ့လိုလူမျိုးမလို့အပ်ပါဘူးမေယာသူညင်းလိုက်လို့လေဘာမှဝမ်းနည်းစရာမရှိပါဘူးအစကတည်းကလေသူ့ကိုလိုအပ်နေခဲ့တာမှမဟုတ်တာအမေပဲအထင်တွေကြီးပြီးတော့တက်တဲလှုပ်ဖြစ်နေခဲ့တာလေအခုရောသူ့ကိုပြင်နိုင်ဆောင်ဝင်အဖြစ်နဲ့အမေဘီနာမှာထားကျင်သေးလားជីတာဟဲဟာမိခင်ဖြစ်သူရဲ့အခြေအနေကိုကြည့်ကစိတ်ထဲပေါ်ပါသွားပြီးနောက် အောင်နိုင်သူတယောက်လူခပ်ပြုံးပြုံးမျက်နှာထားနဲ့ပြောလိုက်ပါတယ်။မင်းကောင်လာမရွက်နေကြည်သားဟဲ့။ဒါနဲ့မင်းဟာမရောဘလို့လဲ။အခုတော့မင်းကိုထားခဲ့ပြီမဟုတ်လား။မင်းကတော့မိမတော်ကလန်ကဆန်လုပ်ပြီးတော့အဲ့ဒီဟာမကိုဦးစားပေးခဲ့တာမဟုတ်လား။အခုတော့ဘယ်နဲ့ရှိစပြောစမ်းပါဦး။မင်းဟာမမင်းစီကိုဖုန်းတော်ဆက်ရင်လာလို့လေ။ဒေါသတန်နဲ့ခနဲ့တက်တက်ပြောလာတဲ့မိခင်ကြီးကိုကြည်သားဟဲ့အပြုံးနဲ့မောကြည့်လိုက်မိပြီ။အမေစိတ်မဆိုးနဲ့နော်။ကျွန်တော်တို့တွေလည်းမခွဲကြပါဘူး။လဲဝါ ျွန်တော်ရအောင်ရှာနိုင်ခဲ့တာပါ။လဲဝါကျွန်တော်ရအောင်လာရှာခဲ့ပြီးအမေတို့နဲ့ဆက်သွယ်ဖို့ပြောခဲ့တာ။အမှန်တိုင်းပြောရရင်ကျွန်တော်ကကျွန်တော်အခြေအနေကြောင့်ဘသူကမှမဆက်သွယ်ပဲနေနေခဲ့တာပါ။ဒါကိုလဲဝါရအောင်ရှာနိုင်ခဲ့တာပါမေ။လဲဝါဘက်ကနေကျွန်တော်နဲ့လက်ထပ်ဖို့လည်းသဘောတူလိုက်ပါပြီ။အရှင်တော်ကတော့မိမတွေသဘောတူမှလက်ထပ်ကြမယ်လို့လဲဝါပြောထားခဲ့တာ။အခုတော့မိမတွေကသဘောမတူလဲကျွန်တော်ဘီနာမှာပဲနေပြီးကျွန်တော်ကိုစောက်ရှောက်ပေးမယ်လို့ပြောတယ်။ ကျွန်တော်ရဲ့မင်္ဂလာကိစ္စကိုအမေကိုဖွင့်ပြောမလို့ကျွန်တော်လည်းကြိုးစားနေတာအမေကကျွန်တော်စီကိုလာတိုင်းဒေါသတွေပဲထွက်နေလို့မပြောပြသေးတာပါ။ဘာ?ဘာပြောတယ်?မင်းနဲ့အဲ့ဒီကြိုးစိုးမှဆက်သွယ်နေကြတော့ပေါ့လေဟုတ်လား?မင်းတို့ကလက်ထပ်ဖို့တော့စီစဉ်နေကြပြီပေါ့လေ။ဟုတ်လား?မင်းကဒီအချိန်နေအထိရောက်နေတာတော့မင်းလှုပ်ချင်အောင်လှုပ်နေတာပါလား?ကြည်တာဟဲ့ရဲ့။ငါ့ကိုမအေးတရလို့လဲသတ်မှတ်မထားအောင်မဟုတ်လား?အခုလဲအတိပေးတာပဲမဟုတ်လား?တိုင်မင်းတော့ခွင့်တောင်းတာမဟုတ်ဘူးလေ။အဲ့ဒီဟာမှာ မင်းရဲ့ပုံစံလက်ခံနေဆိုတာလေမင်းအဖေမှာငွေရှိနေမှန်းသိလို့လက်ခံနေဆိုတာတွေးမိရဲ့လားတစ်ချိန်ကျရင်မင်းကိုထားခဲ့မိဟာမျိုးပဲမင်းရဲ့ပိုင်ဆိုင်မှုတွေကိုသူကရအောင်ယူပြီးမင်းကိုထားခဲ့မှာဆိုတာတွေးမိရဲ့လားငထုံငအိုက်ဒီလိုမှမဟုတ်ရင်မင်းကိုဘာလို့လက်ခံမှာလဲသူတမိသားစုလုံးသူပဲရှောက်ဖွေကြွေးနေရတာလေမင်းကိုများပြုစုပေးနိုင်မယ်ထင်နေလားဒီလောက်တပြုံတမကြီးနဲ့ဘာရီလှူစားကြမှာလဲသူဆက်ချုံလာစားသူမိသားစုတော့နတ်မန်တာမဟုတ်ဘူးជីတာဟဲ့ မိခင်ဖြစ်သူရဲ့နှုတ်မှထွက်လာသည်များအထင်သေးစကားတွေကိုကြည်သာဟန်နားထောင်နေရင်မှစိတ်ထဲအတော်လေးမကောင်းဖြစ်သွားရပြီးတော့မိခင်ကြီးကိုပြန်ပြောဖို့စကားလုံးနေတော့မှရှာမရတော့လောက်အောင်စိတ်ညစ်စိတ်ရှုပ်သွားရပါတယ်။အမေကကျွန်တော်အထင်သေးနေတာပဲကိုကျွန်တော်ကခြေရောက်တင်မလှရှားနိုင်တော့တာနေပဲမိမလှုပ်စာကိုထိုင်စားမယ်ဘာမှတုံးစားမရတဲ့ကောင်ဖြစ်နေပြီလား။အမေပြောနေပေါ်ကကျွန်တော်ကဘာမှလုတ်ကန်စားလို့မရတော့တဲ့ဒုက္ခိတလုံးလုံးဖြစ်သွားတယ်လို့ပဲအမေစိတ်ထဲမှာ ကျွန်တော်ဒီလောက်တောင်အထင်သေးနေတာလားဗျာကြည်သာဟရဲ့စကားကြောင့်ဒေါ်တင်တင်းသားမညနာအနေငယ်တော့ပြတ်သွားတယ်ဒါဆိုရင်မိကဒီလိုမတန်မဆွမ်းဖြစ်နေတာတော့ဟိုဟာမမိသားစုကိုရအောင်ရှာကြွေးအုပ်မယ်ပေါ့လေဟုတ်လားမိနွားချလှကြည်လားကြည်သာဟရဲ့ပြောလီဆိုလီဖြစ်နေပြီးအခြေအနေတိုင်းကိုအပြစ်ရှာပြောနေတဲ့မိခင်ကြီးကိုကြည်သာဟခရဲရဲသာရင်းဆိုင်မှုဆုံးဖြတ်လိုက်တော့တယ်ကျွန်တော်ကိုနားလေပေးပါလို့ပဲပြောပြရစီအမေကျွန်တော်တို့ဒီအခုချက်ချင်းလဲလက်ထက်ကြမှာမဟုတ်ပါဘူး နောက်တစ်နေ့ကျော်လောက်မှလက်ထပ်မှာပါကျွန်တော်ရဲ့ဒီအခြေအနေကိုလဲဝါလက်ခံနိုင်တယ်လို့ကျွန်တော်ကလည်းလဲဝါလွယ်ဘသူကိုမှလက်မထပ်နိုင်အောင်မေးကျွန်တော်ကိုပျော်ရွှင်ခွင့်တော့ပေးပါဦးမေးရဲ့အမေနဲ့ជីကြီးထားအောင်လဲကျွန်တော်ပဲတသက်လုံးစောက်ရှောက်ပေးသွားမှာပါကျွန်တော်တို့ကိုခွင့်ပြုပေးပါနော်မေးအမေစီကជីကြီးပြူပြူနဲ့ခွင့်ပေးတာကိုလိုချင်ပါတယ်မပေးနိုင်ဘူးငါသဘောမတူနိုင်ဘူးအဲ့ဒီဟာမှနေတော့သဘောမတူနိုင်အောင်ကြည်သားဟဲ့သူလိုဆက်ချုပ်တမနေယူပြီးတော့မင်းဘာလို့စားမလဲစင်စင်ရဲရဲ ငငယ်ပြက်ပြက်နဲ့နေမလို့လားမျိုးရိုးကလည်းကောင်းတာမဟုတ်ဘူးလူသက်သမားမျိုးရိုးနဲ့သဘောမတူနိုင်ဘူးဟိအမေမားနေပြီနော်တင်းညာချူကိစ္စကလည်းရှင်းသွားပြီလေအမှုကလည်းပြီးသွားပြီလေကျွန်တော်တို့တဲ့အမေစိတ်မပူရအောင်ကျွန်တော်တို့ကြိုးစားမှာပါတားငယ်ပြောတာဟုတ်တယ်တင်းသားတားငယ်အတွက်ငါလည်းထောက်ပံ့ပြီးမှဒီအိမ်နဲ့ဒီခြံကိုလည်းငါသားနာမည်နဲ့ဝယ်ပေးထားတာပဲတားငယ်ပေါ်မှာမင်းအနိုင်ယူခဲ့တာတွေလည်းများနေပြီဒီတခါတော့ခွင့်ပြုပေးလိုက်ပါဒီကရှေးလျှောက်တော့ သားငယ်လေးပျော့ပျော့ရွှင်ရွှင်နေပါစေ။သူလှုပ်ချင်အောင်လှုပ်ပြီးသူ့ဘဝကိုသူစိတ်တိုင်းချနေပါစေ။ဦးမေးဟန်ဟောင်းသားဖြစ်သူအတွက်ဝင်းရောက်ပြောဆိုလိုက်တာကြောင့်ဒေါ်တင်းတင်းသားရဲ့ဒေါ်သားကဦးမေးဟန်ပေါ်ကြိုက်ရောက်သွားတယ်။ကျမသားကိစ္စကိုရှင်ပြောစရာမလို။ဒီဟာမနဲ့ပတ်သက်ပြီးလို့သားငယ်ကကန့်ဆိုးနေတာကိုရှင်မသိဘူးလား။တာဝင်မဲခင်တော့ကမဲခဲ့ပြီးမှအခုမှဖခင်ကောင်းကြည့်လို့လာလို့ပြမနေနဲ့။ဒီမှာကြည်သားဟန်မင်းကရှင်းရှင်းပဲပြောမယ်။မင်းအဲ့ဒီခါမှနေလက်ထက်မယ်ဆိုရင် ငါ့ကိုအမေလို့မသတ်မှန်းနဲ့ငါလဲငါ့မှာတားတယောက်ပဲရှိတယ်လို့မှတ်ထားလိုက်မယ်အဲ့ဒီတော့မင်းပြပြတသားပြောစမ်းကြည့်တာဟဲ့အဲ့ဒီခါမှနဲ့အဆက်အသွယ်ဖြစ်မလားငါနဲ့အဆက်အသွယ်ဖြစ်မလားဆိုတာတခါလေးပြောလိုက်ဖြင်းရခန့်လာတဲ့အမေကိုမေးလာတဲ့မိခင်ကြီးကိုကြည့်ပြီးကြည်တာဟဲ့ဥကားငုံငုတ်ကလက်အုပ်ကိုချီလိုက်တယ်ကျွန်တော်ကတော့အမေကိုလည်းမပြစ်ပင်နိုင်သလိုလဲဝါကိုလည်းအဆက်အသွယ်မဖြစ်နိုင်ပါဘူးမီးကျွန်တော်ဘဝအတွက်မိသားစုလိုအပ်ပါတယ်အမေကိုရောလဲဝါကိုပါလိုအပ်ပါတယ်အမေတို့အားလုံး ျွန်တော်တစ်သက်လုံးဆောက်ရှောက်ပြီးသွားမှာပါ။အော်မင်းကဒီလိုလား။ရတယ်လေ။ဒါဆိုလဲမင်းစီုံကထက်လာစရာမလိုတော့ဘူးပေါ့။ဒေါ်တင်းတင်းသာဟာပြက်သားစွာ ပြောလျက်နေရာမှဇက်ခနဲထထွက်သွားခဲ့တော့တယ်။အမေအမေကျွန်တော်နားလေပေးပါမင်းရ။ကျွန်တော်ကတော့အမေစီကိုဆက်သွယ်နေမှာပဲ။ကျွန်တော်အတွက်တော့အမေကလည်းမရှိမဖြစ်ပဲ။အမေပါရီပဲပြောပြောကျွန်တော်ကတော့အမေကိုလည်းလိုအပ်တယ်။အမြဲဆုံးနေကောင်းအောင်ကြိုးစားပြီးအမေစီကိုလာခဲ့မယ်။ជីတာဟဲဟာ ဝီးချဲကိုလက်နဲ့တွန်းရီသွားပြီးမိခင်ကြီးထွက်သွားရနောက်ကိုလိုက်ကအော်ပြောလိုက်တယ်။ဒေါ်တင်းတင်းသားကတော့ကားပေါ်ကိုတက်သွားပြီးကားဖြစ်သူကိုလှည့်မကြည့်ပဲကားစီဟာကိုမောင်းခိုင်းလိုက်တယ်။စိတ်မကောင်းမဖြစ်ပါနဲ့သားငယ်။မင်းမေလည်းကြာရှည်မနေနိုင်ပါဘူးကွာ။သူ့အတွက်တော့ငါသားသူ့အိမ်မက်သူ့မျောလင်းချက်မှုအခုချိန်မှတော့သူ့မှာဒေါသတွေနဲ့ပြည့်နေလိမ့်မယ်။အချိန်တစ်ခုကြာရင်တော့သူ့တန်းငါသားတယောက်ပဲခံနိုင်ခဲ့တာ။တီးခံပေးခဲ့တာကိုသူကောင်းကောင်းသားလေသွားပါလိမ့်မယ်။ဒီလောက်တော့ ငါသားဘက်ကလည်းမင်းမီကိုပြစ်ထားနိုင်မှမင်းမီလည်းအတိတ်တရားရလိမ့်မယ်ထင်တယ်။ဒါကြောင့်စိတ်မကောင်းဖြစ်လဲတောက်ခံထားလိုက်ပါ။သမီးလဲဝါလို့မိန်းကလေးမျိုးရပဲ။မင်းတို့အမေကိုသိခံနိုင်မှာကွာ။သားငယ်အတွက်လည်းသမီးလဲဝါမရှိမဖြစ်မဟုတ်လား။သားတို့လက်ထပ်ဖို့အတွက်အဖေအားလုံးတောင်းဝင်ယူရဲနော်။အဲ့ဒီအတွက်ဘာမှမပူနဲ့။သားငယ်သားငယ်လက်ထပ်ဖို့လည်းအချိန်သိပ်မဆွဲနေတော့သားငယ်ရင်မင်းအန်တီကလည်းမင်္ဂလာပွဲကိုသူကိုယ်တိုင်လုပ်ပေးချင်နေတာ။မင်းမီကိုကြောက်လို့သာသူခင်ဗျာလာမတွေ့ရဲရှာတာ။ကြည့် ကျေးဇူးတင်ပါတယ်ဖေအဆဆအရာရာအတွက်ကျေးဇူးတင်ပါတယ်နားလေပေးတဲ့အန်တီကိုလည်းကျေးဇူးတင်တဲ့အကြောင်းပြောပြပေးပါအဖေအဆဆအရာရာနားလေပေးတဲ့ဖခင်ကြီးကိုជីတာဟန်ကျေးဇူးတင်စကားပြောလိုက်ပြီးမိခင်ကြီးလိုက်ပါစီးနင်းသွားတဲ့ကောင်စိတ်မကောင်းစွာငေးကြည့်နေမိတော့တယ်နှစ်နှစ်ကြာပြီးတဲ့နောက်ဟယ်လိုအမေတို့နေကောင်းရင်လားအဖေရောနေကောင်းနေမဟုတ်လားတိညာရောအဆင်ပြေလားမီတဖက်မှာမိခင်ဖြစ်သူကဖုန်းကန်လိုက်တာနဲ့လဲဝါချူအဆက်မပြတ်မင်းမြန်လိုက်မိတယ် မိဘနှစ်ပါးနှင့်အတူတဲညာချိုးပါ မိခင်ကြီးရဲ့ဇာတိရရွာမှာတွားရောက်နေထိုင်ခဲ့ကြပြီးကလေးကရချားဆိုတလုံးဖုန်းပြောခဲ့ကြပြီမဲ့ဖုန်းပြောတဲ့အချိန်တိုင်းမှာလေလဲဟွာချိုးမှာပြောစရာတွေမကုန်နိုင်အောင်များပြားနေခဲ့တယ်အမလီဖြည်းဖြည်းမိဘသမီးကြီးရဲ့အမေတို့အားလုံးအဆင်ပြေကြပါတယ်သမီးတို့ဖေလည်းနေကောင်းပါတယ်တဲညာအလုရှောက်ထားတဲ့ကိစ္စလေအဆင်ပြေရဲ့တိလာသမီးကြီးသူရှောက်ထားတဲ့စီယုံမှာတာဝန်ကြတယ်လေရှီလာဆပြီးတော့တာဝန်ထမ်းဆောင်ရတော့မယ်လို့ပြောတယ် သမီးကြီးစီကိုသူကိုယ်တိုင်ဖုန်းဆက်ပြောဖို့သူကရှက်နေရလေသူ့အကြောင်းလဲသမီးသိတယ်မဟုတ်လားရပါတယ်မေရသမီးနားလေပါတယ်ဒါနဲ့တင်းညာနောက်ကိုအမေတို့လိုက်သွားကြမှာလိုက်မလိုက်ပါဘူးသမီးကြီးရဒီမှာသမီးဖင်ကခြံဆိုင်ထားတာအတော်လေးဖြစ်တော့ဘေးမှာမသွားနိုင်ကြဘူးဖြစ်နေတာသမီးငယ်လည်းအဆင်ပြေနေပြီဆိုတော့သူ့ကိုယ်သူထိန်းနိုင်နေပါပြီအမေတို့မပါလဲဖြစ်ပါတယ်ဒါနဲ့သမီးတို့မင်္ဂလာပွဲအတွက်ရက်သက်မဲ့ဖို့ရောမလုပ်ကြသေးဘူးလားအမေတို့ကြိုးပြီးတော့လာခဲ့မယ်လीဟုတ်ကဲ့မေရက်သက်မဲ့ဖို့အမေတို့ရွေးပေးလीအ ကြည်သာနောက်၃လလောက်နှုတ်ဆုံမယ်တဲ့လေအဲ့ဒါအမေတို့ရက်ရွေးပေးထားတော့နော်နောက်၃လတော့နှုတ်ဆုံလိုက်တာလားဘာဖြစ်လို့လဲသမီးကြီးမောင်ကြီးသာနေမကောင်းလို့လားခြေတော့ကမတက်တာဘူးလားကွယ်သမီးလည်းတေချာမသိဘူးမေသူတို့နေကောင်းပါလေအလုတ်ကလည်းအဆင်ပြေနေပါတယ်သမီးတို့နေဖို့အတွက်အိမ်ဝယ်ထားတာပြင်လို့မပြီးသေးလို့ထင်နေဟုတ်လားဒါဆိုအမေတို့ရက်ရွေးထားလိုက်မယ်လေအမေတို့လည်းပွဲနီးမှာပဲတက်လာခဲ့တော့မယ်နော်ဟုတ်ကဲ့မေသမီးတို့ကတော့အမေတို့ကိုအပြီးပြန်ပြောင်းခဲစေချင်တာ မိသားစုတွေအတူတူပဲနေကြတာအမေလဲငါသမီးတွေနဲ့အတူတူနီနီနာနာနေကြတာပါပဲကွယ်ဒါပေမဲ့သမီးတို့ဖေကမြို့မှာမနေကြတော့ဘူးတယ်လीဟုတ်ကဲ့ပါမီရွာမှာမနေကြတော့ရင်တော့အချိန်မရပြန်ပြောင်းလာခင်တော့မီအမေတို့အတွက်သမီးရဲ့ကိုပိုင်ငွေနဲ့တိုက်ခန်းဝယ်ပေးထားပါတယ်ပြန်ပြောင်းလာချင်းအချိန်မရပြောင်းလာခင်တော့မီအေးအေးပါသမီးကြီးရေသမီးတို့တွေကျမ်းမာရေးကိုလည်းဂရုစိုက်ကြနော်အမေဖုန်းချလိုက်တော့မယ်နော် ဟုတ်ကဲ့ပါမီအော်သမီးချင်းရေခဏလေးနေရော ဒီမှာသမီးညမပြောမလို့တဲ့ဖုန်းချကန်ဒီမှာပြောလိုက်တဲ့မိခင်ကြီးရဲ့စကားကြောင့်လဲဝါချို ဖုန်းကိုမချဖြစ်ပဲနဲ့ဆက်ကင်ထားလိုက်တယ်ဟယ်လိုလဲဝါလားနေနေကောင်းတယ်မို့လားနင်တို့မင်္ဂလာပွဲရောငါမလာဖြစ်တော့အောင်နော်ငါ့ကိုနားလေပေးပါငါလေနေရစေးဦးမှာတောင်းဝင်ကြတယ်အဖေနဲ့အမေအတွက်နေစိတ်မပူနေတော့နော်ငါအရင်လိုမစိုးတော့ပါဘူးအမေတို့လည်းစောက်ရှောက်ပါမယ်ငါမိုက်ခဲ့မိတာတွေအတွက်ငါ့ကိုခွင့်လွှတ်ပေးပါနော်လဲဝါအစအစအရာရာအတွက်နင့်ကိုကျေးဇူးတင်တယ်လို့ တောင်းလေတောင်းမှန်ပါတယ်။ငါအရှင်ကလို့တကူကောင်းမဆန်တော့ပါဘူး။စိုးလည်းမစိုးတော့ပါဘူးဟာ။မြမဖြစ်သူထံမှကြားလိုက်ရတဲ့စကားကြောင့်လဲဝါချိုးရင်နဲ့ជីနူးလို့လို့ညဝိုးအိမ်မှာမျက်ရည်တွေတော့ရင်ဝဲလာရတော့တယ်။ဘလို့ဖြစ်ရတာလဲဦးလေးရဲ့ဆရာခွင့်ယူပြီးပြန်သွားတယ်ဆိုရင်လဲလဲဝါချီကိုဖုန်းဆက်လိုက်တာမဟုတ်ဘူး။အခုရောជីတာအစဉ်ပြေရဲ့လိုင်းဦးတိုးမောင်ကိုမြင်တာနဲ့လဲဝါချူအမောတကောနဲ့မေးလိုက်မိတယ်။ဦးလေးကသမီးစီကိုဖုန်းဆက်ဖို့ပြောတယ်။မောင်ជីတာမဆက်ခိုင်းတာ မီးပင်ပန်းနေတာမို့မဆက်ပါနေတယ်လေတထေးစီကိုလည်းဒီမနက်မှဖုန်းဆက်လိုက်တာတမီးကိုမျှော်နေတာမို့မမြန်တော့တွေးလိုက်ပါအောင်ဟုတ်ကဲ့ဦးလေးလဲဝါချူအပြေးတစ်ပိုင်းနေပဲជីတာဟင်းရဲ့အခန်းစီကိုသွားလိုက်တယ်ជីတာဟင်ជីတာဘလို့ဖြစ်ရတာလဲជីတာရဲ့လဲဝါချူအခန်းထဲဝင်လိုက်ချိန်မှာတော့ဝီချဲပင်ကဈမ်းပြင်ပေါ်မှာလဲကျနေတဲ့ချစ်သူကိုတွေးလိုက်ရတဲ့အတွက်မျက်ရည်တွေတောင်ပူပူပေါက်ပေါက်ကျလာတဲ့အထိစိတ်မကောင်းဖြစ်သွားရတယ်ဘလို့ဖြစ်ရတာလဲជីတာရဲ့ လုံနိုင်အောင်တယောက်ထည့်စွမလုပ်ပါနဲ့လို့ပြောထားရင်လည်းဘာလို့စကားနားမထောင်ရရလဲအချိန်တန်တော့ပြန်ကောင်းလာမှာပေါ့လို့ဘာလို့ကိုကိုကိုထံပေးနေတယ်လို့လုံနေရရလဲလူကျမ်းမဘောကအဓိကပဲလေလဲဝါအောင်စိတ်မကောင်းဖြစ်ရအောင်လုံနေရလားပြောလဲကြနေတဲ့ချစ်သူကြည်သားဟန်ကို အပြေးလေးထူမလိုက်ရင်မှလဲဝါချူမျက်ရည်တွေဝဲလျက်စိတ်မကောင်းစွာ ပြောလိုက်မိပါတယ်ကိုဘာမှမဖြစ်ပါဘူးလဲဝါရေကိုနေကောင်းပါတယ်ပြီးချဲပေါ်ပြောင်းထိုင်တာတော့ကိုရိုင်းလုံနိုင်ပါတယ်ဒါကြောင့်ကြိုးစားကြည့်ရပါ ကိုဘာမှမဖြစ်ဘူးနော်ကိုတည်းစိတ်မပူနဲ့နော်ချစ်။အိုးစိတ်မပူလို့ရမလားជីတာကုကုကိုဇုတ်ခိုင်းနေတာလေ။ကဲပါလဲဝါကိုတွေးလိုက်ပါ။ဘာလို့ဒီလောက်ခေါင်းမနေရလဲမသိဘူး။လဲဝါချိုးဟာချစ်သူကိုပွေဖက်ထားလိုက်ရင်မှဇွဲထူမကပြောလိုက်တယ်။လဲဝါချိုးထူမတော့ជីတာဟန်ကအလိုက်သေးလိုက်ပါလားခြင်းမပြုတ်ပဲချစ်သူရဲ့လက်ကလေးကိုအသာပြန်ဆုပ်ကင်ထားလိုက်ပြီးနောက်ကို့ကိုချစ်တယောက်တည်းမနိုင်မှာမဟုတ်ဘူး။ဦးတိုးမောင်သွားခေါ်လိုက်တော့ချစ် တော့ကြာချစ်ကားတွေဘာတွေနာတော့မှဆိုလို့อืมဒါဆိုလဲခဏလေးစောင့်နော်လဲဝါဥတုမအောင်သွားခေါ်လိုက်အောင်မေချစ်သူလက်ကိုလဲဝါချူပြန်လှုပ်ပေးခဲ့လိုက်ပြီးအခန်းမြေကိုပြန်ထွက်ခဲ့လိုက်တယ်လဲဝါအချစ်လဲဝါချူအခန်းတကားဝါကိုရောက်ချိန်မှာပဲချစ်သူជីတာဟင်းရဲ့ခေါ်တန်းကြောင့်နောက်ကိုပြန်လှည့်ကြည့်လိုက်မိတယ်ဟမ်ជីជីတာជីတာချစ်သူရဲ့ခေါ်တန်းကြောင့်လဲဝါချူဇူးဟင်တကြီးနဲ့လှည့်ကြည့်မိလိုက်ချိန်မှာတော့ဂရင်တိုင်ကိုကင်လေးရဲ့ တ်တက်ရက်နေတဲ့ချစ်သူကိုမြင်တွေ့လိုက်ရတာကြောင့်စစ်တီတင်းကငေးကြည့်နေမိတယ်ချစ်ဘာကြည့်နေရလဲဥတုံးမအောင်ချစ်တော်ခေါ်ဝင်မလို့တော့ဘူးလေကို့ဘာသာမတ်တက်ရက်နိုင်ပါပြီချစ်ရဲ့ជីတာជីတာမတ်တက်ရက်နိုင်ပြီပေါ့ဟုတ်ဟုတ်လားဝမ်းသာလိုက်တာဝမ်းသာလိုက်တာជីတာရဲ့ဒီတခါမှာတော့လဲဝါချူဘလို့မှမထိန်နိုင်တော့ပဲငိုချလိုက်မိပြီချစ်သူရှိရာစီကိုပြေးသွားလိုက်ကချစ်သူကိုတင်းကျပ်စွာဖတ်ထားလိုက်မိတယ်ဝမ်းသာလိုက်တာជីတာရဲ့ជីတာခြေထောက်တွေပြန်ကောင်းပြီဆိုရင် ကြည်တာလှုပ်ချင်တာတွေဖြစ်ချင်တာတွေကိုပြန်လှုပ်လို့ရပြီနော်လဲပါအရန်ပြောတာပဲတိလာဒါနဲ့အန်တီစီကိုရလှမ်းပြောပြပြီလိုက်အမေစီကိုအချောင်းချပြပါပြီချင်းရဲ့ကြည်တာဟန်ကလဲပါချူခတ်တင်းတင်းပြန်ဖတ်ထားလိုက်ရင်မှဖြေးလိုက်ပါတယ်ဟုတ်လားအန်တီကဘာပြောလဲအန်တီလည်းအရန်ပြောတော့မှတေးချပါတယ်အမေကတော့ထုံးစံတိုင်းပဲပေါ့ချင်းရဲ့ကိုကိုစန့်ကျင်လိုက်ရမှကြည်နေတဲ့သူဆိုတော့သူ့ကိုဘာမှလာမပြောနေဆိုပြီးတော့ဖုန်းချသွားတယ်ဒါပေမဲ့ ိုဖုန်းဆက်ပြီးတော့အမေငိုနေတယ်။ပြီးတော့ငိုရင်းနဲ့ပြုံးနေတယ်လေ။ជីជីသာကိုစီကိုဖုန်းဆက်ပြီးတော့ပြောတယ်တိလား။မိခင်ဖြစ်သူရဲ့အကြောင်းကိုជីသာဟန်ជីနူးပျော်ရွှင်စွာပြောလိုက်ရင်မှချစ်သူလဲပါချုံရဲ့ပါပြင်လေးကိုချစ်မြတ်နိုးစွာနမ်းရှိုင်းလိုက်တယ်။ဘယ်ချိန်ကလေးကជីသာခြေောက်တွေတက်တာလာလဲ။ဘယ်တော့နဲ့ကမတက်ရနိုင်တာလဲပြောပါဦး။ကိုရုမင်္ဂလာပွဲမှာချင်းရဲ့လက်ကိုတွဲပြီးတော့အတူလဲလျှောက်ချင်လို့ကိုကျိုးစားပြီးလေးကျင့်ခဲ့တာမို့လွန်ခဲ့တဲ့လတွေကလေးက မတ်တက်ပြန်ရနိုင်နေတာချင်းရဲ့အခုမပါပဲကောင်းကောင်းလမ်းသွားနိုင်မှုဆိုရင်၃လလောက်အချိန်ထပ်ပေးရမယ်လို့စင်ကားပြောလို့မင်္ဂလာပွဲကို၃လနောက်ဆုတ်ဖို့ချစ်ကိုပြောခင်းရတာပေါ့နောက်တစ်လကျော်လောက်ဆိုရင်ကိုကောင်းကောင်းလမ်းပြန်လျှောက်နိုင်ပြီကွာချစ်တီလားကိုကြောင့်နဲ့ချစ်မပင်ပန်းစီရတော့ဘူးစိတ်မပူစီရတော့ဘူးမျက်ရည်လေးကြားဖို့မလိုတော့ဘူးနော်ဒီနေ့ကစပြီးကိုတို့တွေပျော့ပျော့ရွှင်ရွှင်နေသွားကြရအောင်နော်ချစ်တသက်လုံးဘယ်တော့မှစိတ်မစင်းရဲစီရဘူးလို့ကိုကတိပေးပါတယ်နော်လဲပါရဲ့ ကိုရိုနီယာဒီနေ့ကစပြီးတော့မခွဲပဲတသက်လုံးအတူတူနေသားကြမယ်နော်ချစ်ကိုရိုတွေမနှက်ပြန်ကြရင်တရားရုံးမှာအရှင်လက်မှတ်သွားထိုးကြမယ်နော်မင်္ဂလာပွဲကိုတော့ချစ်တို့ဘက်ကရွှေပြည်ရဲ့ရက်မှာပဲကျင်းပကြမယ်လေချစ်သဘောတူလက်ခံနေမဟုတ်လားជីတာဟန်ကလဲဝါချူရဲ့မျက်နှာလေးကိုလက်နှစ်ဖက်နဲ့အသာအယာဆွဲမော်ယူလိုက်ပြီးတော့မေးလိုက်ပါတယ်သဘောတူပါတယ်ရှင်လဲဝါကတော့ជីတာသဘောပါပဲနော်ជីတာဟန်ရဲ့စကားကိုလဲဝါချူကជីနှက်စွာ လက်ခံသဘောတူလိုက်ကြောင်းပြောလိုက်ပြီးချစ်သူကိုခက်တင်းတင်းပြန်လဲဖက်တွေလိုက်တယ်ကြီးသားဟန်ကလည်းချစ်သူလဲဝါချိုရဲ့မျက်နှာလေးကိုချင်းမြတ်နိုးစွာငုံကြည့်လိုက်ပြီးနောက်မျက်နှာပြေအနှံ့ကိုချင်းမြတ်နိုးစွာနဲ့တယူတယောက်နန်းရှိုက်လိုက်ပါတော့တယ်ဟုတ်ကဲ့ပါအခုနားဆင်ကြရတဲ့ဇလန်းကတော့စာရေးသူ AGV ရေးသားထားတဲ့ရင်ဝက်တကားဆိုတဲ့ဇလန်းလေးရဲ့အပိုင်း73ဇသိမ့်မိုင်မေဖြစ်ပါတယ်နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်